ရောက်ခဲလာတဲ့လူဖို့ရာခဲလာစွာသောလူအဖြစ်သို့ရရှိရောက်ရှိနေကြသည့်အချိန်ပိုင်းဟာအချိန်နဲ့အမျှအလုံးမတန်မှသူတောင်းပြီးတော့လာခဲ့ပါပြီ။ဘုန်းကြီးတို့ငယ်စဉ်တုန်းကနေရတဲ့ရက်စီလာတဲ့နှစ်တွေနေတာရှိတယ်၊လာတာရှိတယ်၊နှစ်တာရှိတယ်လို့ ကိုယ်စိတ်ထဲမှာဒီလိုထင်ခဲ့မိယနေ့အချိန်ပိုင်းကျတော့အဲ့ဒီရက်လျက်ဒီလာဒီနှစ်တွေဟာတရက်တရက်တလားတလားတနှစ်တတနှစ်ဟာအချိန်ပိုင်းတွေဖိတ်ကျိုးသွားတယ်လို့ဒါဘုန်းကြီးစိတ်ထဲမှာဒီလိုထင်ပြီးမြင်လာခဲ့တယ်ပေါ့အဲ့ဒီလိုအချိန်ပိုင်းတွေတူတောင်းလာတဲ့ လူလောကလူဘုံလူဘဝလူသတ္တန်တဲ့ဆောင်နေရတဲ့အချိန်ပိုင်းလေးဟာဘာမှဘုန်းကြီးတို့ပရိသတ်ကြီးမချာလောက်ပါမချာလောက်သောသူအချိန်ပိုင်းလေးမှာစိတ်ချမ်းသာကိုချမ်းသာတဲ့အချိန်လေးရည်ရည်လာတဲ့နှစ်တွေပုံဆုံးညသလားလို့မိခဲ့ရင်ဘုန်းကြီးတို့ပရိသတ်ကိုတွေ့တယ်ပါ ကိုယ်သိရခြင်းစိတ်သိရခြင်းများစွာနဲ့အချိန်ကြီးအကုန်ဆုံးခဲ့ကြတယ်။ကိုယ်သိရစိတ်သိရနဲ့ကုန်ဆုံးယုံမနာလို့ဆိုတော့ဘယ်နည်းမြန်ပါလိဖြစ်လာဥမ္မာပါလိမလဲ။ဘယ်နည်းမြန်ပါလိဖြစ်လာဥမ္မာပါလိမလဲလို့အဲဒီသုတ္တထိတ်ထိတ်ယွန်းသိခြင်းနဲ့ပူလောင်မှုတွေအားလည်းနည်းညာအစဉ်ပဲရှိတယ်။

မနုဿန္တလူတို့သိသိကြံအသက်ဝေဟံအဖကံနေလာကြပြီပရိစ္ဆန်တူလာကြပါပြီလဟုကံအသေးသေးကလည်းမြန်၍နေကြလေပြီလူတို့ရဲ့အချင်းအနည်းကိုဘုရားပါပြောလိုက်တယ်သူတော်ကောင်းတို့လူတွေရဲ့အသက်တွေဟာ တရေစက်အလတဲ့စနစ်တဲ့နေနေပြီးတော့လာချပြီတူတူပြီးတော့လာချပြီအဲဒီလိုလက်တူယုံနေမဟုတ်ဘူးတဲ့အသိတွေကလည်းမြန်မြန်ပြီးတော့နေချပြီတဲ့ဘုရားတို့ပါရဇာယူပါလေမြန်နေပါလေနေတိုင်းတွေ့နေတယ်နော်

အဲ့ဒီလိုပုံဆုံးလာခဲ့တဲ့အချိန်နဲ့အမျှအတူတောအတူလာကျောင်းမီဘက်တငယ်ချင်းအပေါင်းအသင်းတွေပေါ့လေစာသင်ဘက်စစ်စစ်ပေါ့ပေါ့တွေ့ကြည့်လိုက်ရင်၃ရက်လောက်ပဲပြိဿရေကျန်တော့လေးတဲ့နဲ့၆ပါးခုံးကြီးတို့ကိုရင်နေအဲ့ဒီ၄၆ပါးကသာသနာနဲ့ဂရုဘဏ္ဍပါကျန်တယ်လဲဆိုတော့၂ပါးရဲ့ချက် ကျမ်းသာတွေကဘယ်ရောက်ကုန်တယ်ဆိုတော့လူပြည့်ကြလူပြည့်ကြတဲ့ပုဂ္ဂိုလ်တွေကလည်းလူလောကလူသင်ရဲ့လူဒုက္ခတွေကြုံဆုံးပြီးတော့သူတို့မှာပြင်သင်ရဲ့နွမ်းပါပြီးတော့အဲ့ဒီသင်ရဲ့တန်ဝန်နဲ့ပြီးပြီးတော့စောစောစီစီဘဝနေကုန်းချုပ်သွားကြတာကြီးအများကြီးပဲဒါတော့နှစ်၄၀ဆိုတဲ့သတ္တန်ကလေးပါ ဒီလိုလောက်ကျန်လာလို့အောင်းမိတယ်ပရိသတ်ကြီးနှစ်ယောက်သုံးယောက်လောက်ပဲကျန်တော့တယ်နော်ဒါဘုန်းကြီးတို့တခါကြီးတွေတက္ကမရှိတွေကိုပြတ်တန်းခဲ့တဲ့သက်တမ်းကိုပြန်ကြည့်ရင်သိကြပါဘူးကိုမှကျန်းနေသေးတော့ကိုရှိကနေတိုင်းတပြုတ်ပြုတ်ပြေးနေတာကိုပရိသတ်ကြီးကိုသွေလိမ့်မယ်လို့ချင်မလားမချင်ရေးချင်မချင်နော် အဲ့ဒီအဖေကြောင့်ပြန်ပြောလာပြီဆိုရင်ဒီမတည့်ခင်တော့ကြားလေမကြားခင်တော့ဒါဖြင့်မသိဘူးလားလို့ဆိုတော့ဒီမှာပြိဿတ်ကိုကြီးကလည်းဒီတိုင်းဒီနေသေးတယ်ကိုလည်းဒီနေ့ဧကမုတ်ရာပြိမာဆိုတာကိုသိချင်တယ်ဒါဖြင့်သိလိမ့်မယ်ထင်လားဆိုတော့လည်းမထင်ဘူး ေဟိုရဲ့စဉ်းစားတယ်မိမအလုပ်ပြေးချနေတာကို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 ပြေလိမ့်မမထင်တာအတော်တော့အောဖို့ကောင်းတယ်နော်မသိဘူးလားဆိုတော့အဲ့ဒီအမလီလေးသာပရိသတ်ကြီးရေးရေးလေးမြင်သမ်းပါနည်းနည်းလေးမြင်လိုက်သမ်းပါနည်းနည်းမြင်ရင်ပရိသတ်ကြီးနည်းနည်းသိဉ်းသွားမြန်မြန်မြင်ရင် မြန်မြန်ဆင်ញင်းသွားတယ်။ဒါကြောင့်ဘုန်းကြီးတို့ပါရိသတ်ရဲ့အစကိုမြင်အောင်ကြည့်ရလိမ့်မယ်တဲ့။ဗာမီအောင်ကြည့်ဘိက္ခဝေပရိသနေပါသောမနုဿာဏံလူတို့ယသိဝိတံအသတ်တွေဟာအဝကံနေလာကြပြီပရိသံဒူလာကြပြီလဟုကံအသေးတွေကလည်းမြန်ဆိုင်၍နေခဲ့ပြီ အဲဒီလိုလဲတော့အသေးမြန်လာတဲ့လူဘဝလူလောကရောက်ရှိရရှိလာတဲ့အချိန်ပိုင်းဒီအလုံးမတမ်းမှာတို့တောင်းတို့တို့တောင်းသောပတ္တန်ကလနေရတဲ့အချိန်မှာဘယ်နဲ့နေကြသလဲဆိုတော့ဘဟုဒုက္ခံနေရကိုဆင်းရဲစရာဖြင့်တွေ့ကြုံကုန်ဆုံးရနေကြလေပြီ

နေမတွေ့ညတွေ့ဒုက္ခပြီးဒုက္ခပါတဲ့စိရပြီးစိရတွေနဲ့ကုံဆုံးနေကြတယ်။ဒါကိုတွေ့တယ်နော်။ဘဟုပါညာကဘယ်နည်းမြန်ပါနေဖြစ်လာဥမာပါလိမ့်မလဲ။ဘယ်ခြင်းဘက်ကဘယ်ကဲ့သို့သောစိစိရတွေဟာကိုစိရတွေဟာငါတို့တွေ့ကြုံရဥမာပါလိမ့်မလဲ။အခုဘာတွေဖြစ်ပြန်ပြီတဲ့ဘယ်လိုတဲ့ အဲ့ဒီပင်ပန်းမှုဆီးရဲမှုတွေကဘယ်ချိန်လက်ခံများတို့ပေါ်ကြရောက်လာပါလိမ့်မလဲလို့အဲ့ဒီသိုးရင်စိတ်တွေနဲ့လည်းပဲနေညာစီတာပုံဆုံးခဲ့ရတယ်တဲ့ဒါတွေလည်းကုတူပဲမဟုတ်လားမန္တရာဘုရားဗာအဲ့ဒီအပြင်းမှန်တွေကိုသတိပညာနှပန်းမြေအောင်ကြည့်ကြတဲ့သိအောင်လုပ်ချ သတိပညာနှစ်ပါးနဲ့ကိုယ်တွေ့ပြတ်သားကျုံဆုံးလာတဲ့အပြစ်မှန်တွေကိုမြေအောင်ကြည့်ရမယ်သိအောင်လုပ်ရမယ်တဲ့။ဘာနှစ်ပါးနဲ့သတိပညာနှစ်ပါးနဲ့ပရိသတ်ကြီးဘာနှစ်ပါးနဲ့သတိပညာနှစ်ပါးနဲ့မြေအောင်ကြည့်ပါသိအောင်လုပ်ပါ။ ဘာမြင်အောင်ကြည့်ရမှလဲလို့မေးတော့အသိကိုမြင်အောင်ကြည့်ရမယ်တဲ့ဘာမြင်အောင်ကြည့်ဘာပြည့်အောင်လုပ်ရမှလဲလို့ဆိုတော့ကိုပြတ်တန်းတွေ့ကြုံလာခဲ့တဲ့ဒုက္ခတွေကိုဒုက္ခလို့သိအောင်လုပ်ရမယ်တဲ့ဘာသိအောင်လုပ်မေမပြင်းတယ်နော် အသေးကိုမြင်အောင်ကြည့်အသေးမြင်အောင်ကြည့်လို့အသေးမြင်ရင်ပရိသတ်ရဲ့အနေဆင်းရင်တော့အနေဆင်းရင်လို့အနေတက်ပြီလို့ဆိုတော့ရတဲ့ဘဝကလေးအသေးမြတ်ပြီပေါ့ဗျာဒုက္ခကိုဒုက္ခမှပြီလာပြီလို့ဆိုတော့ဘဝကို၎င်းလောကကြီးကို၎င်းအဖြစ်ဒီကို၎င်းပရိသတ်ကြီးအဖြစ်ဒီမြင်သွားပြီ အပြစ်မြင်ပြီဆိုကြတဲ့ကသာယာမှုစင်ပြီပေါ့သာယာမှုစင်ပြီဆိုကြတဲ့ကညီငွေမှုဝင်သွားပြီနောက်တကဒီအပြင်းမျိုးတွေလိုချင်ဥုံမလားလို့ဆိုတော့အဖြစ်မှန်သိသွားတာကိုဗျာရမှာကိုတော့ပရိသတ်ကြီးချုပ်ပါသေးတယ်လို့ဒီလိုပြင်ရနိုင်မယ်နော်